အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုကပါသပတ်စာဟောစမ်းလေးကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့တောက်ကြာသားမီးအတွက်ပါပြီးရင်ကျွန်တော်ရေတရားလေးလေးပြမယ်ဒီရေတရားကိုလောက်ထားမယ်ဆိုရင်ဒီတစ်ဖက်ကမှတောက်ကြာသားမီးအတွက်ကံကောင်းခြင်းတွေကိုစီကိုရောက်လာမှာဖြစ်ပါတောက်ကြာသားမီးအတွက်အလုတ်ကံနဲ့ပတ်သက်တာငွေကြေးနဲ့ပတ်သက်တာအရန်ကောင်းနေတဲ့ကာလတစ်ခုဖြစ်ပါတယ် အလုပ်နဲ့ပတ်သက်ရင်လည်းကိုရှာဖွေနေတဲ့အလုပ်တွေအလွယ်တကူရရှိတာမျိုးအလုပ်တစ်စားတင်ခြင်းတဲ့သူတွေအလုပ်ပြောင်းခြင်းတဲ့သူတွေအလုပ်ကြောင်းစိတ်ညစ်နေရတဲ့သူတွေဒီလိုကာလမျိုးမှာအဆင်ပြေသွားတတ်ပါတယ်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်လည်းမထင်မှတ်တာပဲငွေတွေဝင်လာတတ်ပါတယ်ကိုရရရှိတဲ့ငွေတွေကြမ်းကြာတဲ့ငွေတော့ကလည်းအလွယ်တကူရရှိတတ်ပါတယ်ဒါကြောင့်ငွေကြေးနဲ့ပတ်သက်ရင်ကောင်းတယ်လို့အလုပ်ကံနဲ့ပတ်သက်ရင်လည်းအရန်ကောင်းပါတယ်ခင်ဗျာတငယ်ချင်းမိတ်ဆွေနဲ့ပတ်သက်မယ်ဆိုရင်မိတ်ဆွေတွေတငယ်ချင်းတွေကြောင့်ကိုယ်မှာစိတ်ညစ်ရတတ်ပါတယ် သူတို့ဒုက္ခပေးမှုကြောင့်ကို့မှာခက်ခဲလို့ရင်ဆိုင်ရတတ်ပါတယ်ဒါကြောင့်မိษွေတငယ်ချင်းနဲ့ပတ်သက်မယ်ဆိုရင်သိထားပါမိษွေချိုးတငယ်ချင်းချိုးတော့လုံးဝမရှိပါဘူးမိသားစုရင်းနဲ့ပတ်သက်ရင်အရန်ကောင်းပါတယ်ကိုယ့်ရဲ့မိသားစုမှာပျော်စင်စရာတွေစိတ်ချမ်းသာစရာတွေနဲ့ကြုံလို့ရမှာဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်မယ်ဆိုရင်လည်းအိမ်တော်ကြီးကွဲနေတဲ့တွေအိမ်တော်ကြီးအဆင်မပြေတဲ့တွေကျက်ချက်ဖြစ်နေတဲ့တွေဒီလိုကာလမျိုးမှာအဆင်ပြေသွားတတ်ပါတယ်အိမ်တော်ကြီးကံကလည်းအရန်ကံကောင်းနေတဲ့ကာလတစ်ခုဖြစ်ပါတယ် လူငယ်ရဲ့ရမ်းတည်ခြင်းနဲ့အခြေအနေပတ်သက်တာကိုယ့်ရဲ့အခြေအနေမှာဖျက်လို့ဖျက်ဆီးလုပ်တဲ့သူတွေဝင်လာတတ်ပါတယ်။ဒါကြောင့်အခြေအနေပတ်သက်ရင် review site မှာကိုယ့်ရဲ့အခြေအနေမှာအနှောက်အယှက်လေးတွေရှိနေတတ်ပါတယ်။ကျမရေးနဲ့ပတ်သက်မယ်ဆိုရင်အထူး view size စီချင်ပါတယ်ရုပ်တရက်ကျမရေးညံ့တော့တတ်ပါတယ်မကြာခဏစက်ကြောတွေတတ်တာမကြာခဏခေါင်းမှုခေါင်းကြိုက်တာတွေဖြစ်တတ်ပါဒီလိုကိစ္စမျိုးတွေမကြာခဏကြုံလို့ရတတ်ပါတယ်ခင်ဗျာ အထူးသတိထားရမှာကကို့မှာလှိဝက်ရန်သူရှိနေတတ်ပါတယ်ကို့ကိုအစ်စ်မှာရည်ပြနေပြုတ်ပြတယ်ဆိုရင်ကို့ရဲ့အနောက်ကွယ်မှာမကောင်းကျန်တဲ့လူချို့ရှိပါတယ်ဂယုမဆိုင်ပါနဲ့ကို့မှန်တဲ့တင်ဆက်လုပ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်အထူးသတိထားရမှာကကံနဲ့ပတ်သက်တာလုံးဝအကျိုးမရပါဘူးငွေကြေးနဲ့ပတ်သက်မယ်ဆိုရင်ကံကိုပုံချပြီးတော့လုံးဝမလုပ်တတ်ပါဘူး ဟိုမှာအလောင်းကစားလောက်တာတွေထီတွေထိုးတာတွေချဲတွေထိုးတာတွေအွန်လိုင်းဂိမ်းကစားတာတွေမလုပ်သင့်တဲ့ကာလတခုဖြစ်ပါတယ်ဒီလိုကိစ္စမျိုးတွေလုပ်မိမယ်ဆိုရင်တေချာပေါက်ကန်ညံ့တော့တတ်ပါတယ်ကိုကကန်ဆန်းချင်တယ်ဆိုရင်ဝါနာပါတယ်ဆိုရင်တော့နော်ရှေ့ပါတဲ့နံပါတ်တွေကအကျိုးပေးနေတဲ့ကာလတခုဖြစ်ပါတယ်ကန်ကောင်းနေတဲ့အရာကနော်အဖြူရောင်နဲ့အပြာရောင်တွေကကန်ကောင်းပါတယ်ဒီအရာတွေကိုနော်အလိုဆုတဲ့အချိန်မှာဝတ်ဆင်ပေးပါတေချာပေါက်အဆင်ပြေသွားမှာဖြစ်ပါတယ်တောက်ကြသားသမီးတွေဒီအပတ်မှာလောက်ရမယ့်ရည်ရာက ကိုနေရောက်တဲ့ခါကြရင်ကိုနေတဲ့အခန့်အိမ်ဖရာကျောင်းဆောင်မှာတစ်တီ6မျိုးကတ်လူပေးပါတစ်တီ6မျိုးကတ်လူနေရာမှာချွတ်ရဖရာကျောင်းဆောင်မရှိဘူးဆိုရင်လေကိုယ့်ရဲ့ခေါင်းရည်မှာခုံနှိပုံမှာဖရာရည်မှမီကတ်လူပေးပါဒီတစ်တီ6မျိုးကတ်လူချင်းအပြင်ကိုယ့်ရဲ့အခက်ခဲအကျက်တွေတွေပြေဖြောက်သွားမှာဖြစ်ပါတယ်ကြောက်ပြေကိုမြင်တာနဲ့ဝေမျှခြင်းရှယ်ခြင်းမြင်ကုလူရွေလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကြောက်မိတ်ဆွေတွေပျော်စရင်တော့မိသားစုဝတွေ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါအားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီနေ့မှကျွန်တော်တက်တော့ကနေမိတ်ကြည့်မှာဖြစ်ပါတယ်တပတ်စာဟောစံလေးကိုဝေမျှပေးမှာဖြစ်ပါတယ်ဒီနေ့မှတော့စနေသားမီအတွက်ပါပြီးရင်ကျွန်တော်ရေတရာလေးနဲ့ပြေးမယ်ဒီရေတရာလောက်ထားမယ်ဆိုရင်စနေသားမီအတွက်ဒီတပတ်မှာကံကောင်းခြင်းတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်စနေသားမီအတွက်အလောက်ကံနဲ့ပတ်သက်တာငွေကြေးဥစ္စာပြည်စီနဲ့ပတ်သက်တာအလောက်ကံကတော့အရန်ကောင်းပါတယ်ခင်ဗျာတတိထားရမကငွေကြေးဥစ္စာပြည်စီနဲ့ပတ်သက်တဲ့ကံ ်ဥစ္စာပစ္စည်းနဲ့ပတ်သက်လာမယ်ကိုစုဆောင်းတဲ့ငွေကြေးဥစ္စာပစ္စည်းတွေမထင်မှတ်ထားပဲကုန်ကျစရိတ်များနေတတ်ပါတယ်ဒါကြောင့်မို့ငွေကြေးနဲ့ပတ်သက်မယ်ဆိုရင်အထူးဂရုစိုက်ပါငွေတွေချီတာတွေအာမခံတာတွေလုံးဝလုံးဝမလုံးသိပါအောင်ခင်ဗျာအလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်လည်းနော်ဒီလိုချိန်ဒီလိုကာလမျိုးမှာကိုမကျွမ်းကျင်တဲ့လုပ်တွေလုံးဝပုံအောပြီးတော့မလုပ်စေချင်ဘူးကံကိုပုံချပြောလဲမလုပ်စေချင်ဘူးကိုယ့်ရဲ့ငွေကြေးတွေစုဆောင်တဲ့ဟာတွေ နော်ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်တတိထားပါကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ။အရန်ကောင်းနေတာကမိတ်ဆွေနဲ့ပတ်သက်တာတငယ်ချင်းနဲ့ပတ်သက်တာလူမှုရေးနဲ့ပတ်သက်တာအရန်ကောင်းပါတယ်ခင်ဗျာ။တငယ်ချင်းကောင်းမိတ်ဆွေကောင်းအကူအညီတွေအထောက်ပံ့တွေကြောင်းကိုယ့်မှာအဆင်ပြေသွားတတ်တယ်။ဥပမာအလောက်ကိုင်းနေဆင်ပြေတာမျိုးနော်ကိုယ့်ရဲ့စီးပွားရေးတွေတိုးတက်သွားတာမျိုးတိုးတက်ကြောင်ကိုယ်ကပျော်စွင်ရတာမျိုးသူတို့အတွက်ကြောင့်ကိုကစိတ်ချမ်းသာရတာမျိုးတွေကြုံလို့ရတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတကယ်ချင်းကအရန်ကောင်းတယ်လို့ဆိုရပါမယ်။ မိသားစုရေးနဲ့ပတ်သက်တာအိမ်အောင်ရေးနဲ့ပတ်သက်တာယူဆိုင်စီကျင်းပါတယ်ကိုယ့်ရဲ့အိမ်အောင်ဘက်ကကိုယ့်ဒီလိုချိန်ဒီလိုကာလမျိုးမှာအမြင်မကြည့်တာတွေကြုံလို့ရတတ်ပါတယ်အမြဲတမ်းလို့ကိုယ်စူနေတာတွေငေါ့နေတာတွေအမြဲတမ်းလို့ကိုယ်အပြစ်မြင်တာတွေကြုံလို့ရတတ်ပါတယ်ကွဲတဲ့ပြည်တဲ့ထီတော့မဟုတ်ဘူးဒါကြောင့်အိမ်အောင်ရေးနဲ့ပတ်သက်မယ်ဆိုရင်တကြည့်ခံပါလို့ကျွန်တော်အပြန်ပြုချင်ပါတယ်ခင်ဗျာလူငယ်တွေအရန်တည်ချင်တဲ့အခြေအနေပတ်သက်တာ ကိုကအရန်ဆန်းပွင့်တဲ့ကာလာတစ်ခုဖြစ်ကြတဲ့ကြောင့်ကိုကချစ်ကြတဲ့သူတွေခင်တဲ့သူတွေဟုတ်လားကိုကတဘောကြတဲ့သူတွေရောများလာတတ်ပါတယ်ဒီလိုချိန်ဒီလိုခါမျိုးမှာကိုကကိုရဲ့ချစ်သူပေါ်မှာတစ္ဆာဖောက်မိမယ်ဆိုရင်တေချာပေါ့အခြေခံတွေညံ့တော့တတ်တယ်ဒါကြောင့်အခြေနဲ့ပတ်သက်မယ်ဆိုရင်ဆန်းရန်ပွင့်လာတော့ကောင်းတယ်ကိုရဲ့ချစ်သူပေါ်မှာတစ္ဆာမဖောက်မိအောင်စူးစမ်းပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာဒီချိန်ဒီကာလမှာကိုမှလူမုံမများပါဘူးလူချစ်လူကင်များနေတဲ့ကာလာတစ်ခုဖြစ်ပါတယ် ကိုယ်မှာလှည့်ဝက်ရန်သူတွေရှိတယ်ဒီရန်သူတွေကိုသူပြုဆိုင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာကိုယ့်ရဲ့အရှိမပြုတ်ပြတယ်ရည်ပြတယ်ဆိုရင်ကိုယ့်ရဲ့အနောက်ကွယ်မှာမကောင်းကျန်တဲ့လူတွေချိုးချီနေတတ်ပါတယ်ကျမကြီးကတော့ထွေထူးပြောစရာမလိုပါဘူးယာရီတွေအခုအပြောင်းအကျောက်ပဲကျမကြီးတွေညက်သွားတတ်တယ်ဒါပေမဲ့ကြီးကြီးမားမားဖြစ်တာရောမရှိဘူးယောဂါတွေခံစားနေရတဲ့သူတွေဟုတ်လားအနာနဲ့ဆေးနဲ့တဲ့ရတာမျိုးတွေဆရာကောင်းတမန်ကောင်းတွေ့ပြီးပျောက်ကင်းသွားတယ်ဂျုံတို့ရတတ်ပါတယ် အထူးကျူးစားရမှာကပညာရေးနဲ့ပတ်သက်တာကိုယ့်ရဲ့ပညာရေးမှာတငယ်ချင်းမိတ်ဆွေတွေကြောင့်ကိုယ့်ရဲ့ပညာရေးကနှောင့်နှေးတော့တတ်တယ်ပြည့်စည်သွားတတ်တယ်ဒါကြောင့်ပေါင်းတင်မယ်ဆိုအထူးကျူးစားပါအပေါင်းတင်မှားမှုကြောင့်ကိုယ့်ရဲ့ပညာရေးတွေထိခိုက်တတ်ပါတယ်ဘာသာတရားနဲ့ပတ်သက်တဲ့အားနည်းနည်းနေနေပါတယ်ဒီချိန်ဒီကာလမှာဒါကြောင့်ကိုယ့်ရဲ့ဘာသာလက်လေဘာသာတရားတွေဖိလုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာကံနဲ့ပတ်သက်မယ်ဆိုရင်လုံးဝအကျိုးမပေးဘူးဒါကြောင့်ကံနဲ့ပတ်သက်တယ်လို့လုပ်မယ်ဆိုရင်ဒူးကူးဆိုင်ပါခင်ဗျာကံနဲ့ပတ်သက်ပြီးတော့ကိုစုဆောင်တဲ့ငွေကြေးတွေ မွဲတော့တက်ပါတယ်ကိုကကန်ဆန်းချင်တယ်ဆိုရင်တော့၄ပါတဲ့နံပါတ်ကိုရွေးချယ်ပေးပါ၄ပါတဲ့နံပါတ်တွေကကိုအကျိုးပေးပါတယ်ကန်ကောင်းနေတဲ့အယောင်ကအဝါယောင်တဲ့အနေအောင်ဖြစ်တယ်အရေးကြီးတဲ့ချိန်မှာဒီလိုယောင်တွေဝစ်ဆင်ပေးပါအကျိုးရှိမှာဖြစ်ပါတယ်ရေတရားကကိုနေရောက်တဲ့ခါကျရင်ဖျားမှာတာကူစွန်းလေးကတ်လုပေးပါတာကူပြုတ်လေးရတယ်ဟုတ်လားတာကူမှုတ်လေးရတယ်မိစလိုကြုံတွေ့နေတဲ့အခက်အခဲတွေပြေပြောက်သွားမှာဖြစ်ပါတယ် ကျောင်းမိတ်ဆွေတွေဒီဗီဒီယိုမြင်တဲ့ share ချင်းဝင်မြချင်းကုလို့ယူလိုက်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ကျောင်းမိတ်ဆွေတွေပြောဆိုရင်နောက်မီတာစုဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့